ဗုဒ္ဓဘာသာဒီပြောကျင်တာဘာလဲဆိုတော့နော်ပဇတ်စီကမရှိဘာမရှိညာမရှိနော်သူများဘာသာရေးမလိလားကိုယ်စိတ်အထင်ကိုယ်အမြင်နဲ့ online facebook ပေါ်မှာရှောက်ပြီးတော့ဗုဒ္ဓအဟောဖန်ဆင်းရှင်ဖျားကဟိုလိုဒီလိုဒေါက်တာနန္ဒပိဝင်သာဖန်ဆင်းရှင်ဖျားကိုယ်ွယ်တဲ့ဘာသာရေးအဖွဲ့အစည်းဘယ်လောက်ရှိတယ်ဆိုလည်းနားမလဲဘူး မြန်မာကြီးတွေကိုယုံကြည်ကိုးကွယ်တဲ့ဘာသာဖန်ဆင်းရှင်ကိုကိုးကွယ်တဲ့ဘာသာဆိုသိချာဝလိလာကြည့်လာတော့မသိဘူးနော်အတိတ်ပဲမရှိဘာသာပေါ့ဒီစီမရှိကမ်းမရှိသူတို့နားမလည်တာကိုနားလေအောင်ဒီမှာရှင်းပြတော့လဲသူတို့စာမဖတ်လေးမလားငါអော်ပြောတော့လဲသူတို့မကြိုက်နော် အဲ့ဒါငါပြောကျင်တယ်ဒီမှာလဲဟိုခရိယန်နေလဲရှိတယ်ဒီထဲမှာဒီခရိယန်နေဒီမှာဒီခရိယန်နေဒီမှာ ဒီခရိယန်နေရောသူများဘာသာရေးနားမလဲခရိယန်လို့တော့ပြောတာခရိယန်တောင်စားတွေဘာမှနားလည်တော့မဟုတ်ဘူးမေစီမြအားလုံးခရစ်တော်နာမနဲ့မင်္ဂလာပါ။ကောင်းကင်အောက်မြေကြီးပေါ်မှာအရေးကြီးတဲ့ ဒီမှာဒီခွင့်မှန်တဲ့တောင်းတာမှာရှိတယ်ဒီမှာလည်းတစ်ဖွဲ့ပြောချင်တာကသူမြဘာသာရေးနားမလဲအထွန်းကြကြမလေးလားမစီးဘူးတော်ပြောတောင်းပြောနဲ့ငါမီးတော့လည်းမင်းတို့မဖြစ်ဘူးဟိုသူမြဘာသာရေးလျှောက်ဝေဖန်တော့ဗုဒ္ဓဘာသာတွေစီကမ်းမရှိတာဗုဒ္ဓဘာသာတွေပဲငါပြောချင်တာ တင်္ဂရလို့ရှင်အာဂရမလို့အဲ့ဒီမှာဒေါက်တာနန္ဒပြီးဝင်သားမာလာလို့လာသေးတယ်သူတို့ဗုဒ္ဓဘာသာတွေကသူတို့ဗုဒ္ဓဘာသာထီရဝါဒလို့မခေါ်ပါနဲ့တဲ့တောင်းစားမျိုးတွေမင်းတို့သူများစီမှာအလူခံပြီးမှစားတဲ့အမျိုးတွေသူများဘာသာရေးလည်းသိချမလိလာနားမထောင်သူများရှင်းပြတာလည်းမဖတ်မင်းတို့စေတနာနဲ့ရှင်းပြတယ်မဖတ်ဘူးဒီတောင်းစားဆိုရင် အာသူ့လို့ရဲ့ဉာဏ်နဲ့ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်သွားပြီလေဘာသာရေးကိစ္စကြတော့လေအဲ့တော့ကိုကအတက်နိုင်ဆုံးတော့လမ်းကြောင်းပေးရတာပေါ့နော်အတင်းတမိုင်းငါဘာသာဝင်ပါလို့ပြောလို့မရအောင်တွလက်စာကိုကိုယ်ခွင့်ရှိတယ်ဒါပေမဲ့ဆွေးနွေးလို့ရတယ်ပြောပြလို့ရတယ်ပြရဆိုရင်သူတို့ခရိယံဘာသာဒီဖက်တောင်းစားနော်ငါပြောတယ်မင်းတို့လိလာပါတဖက်သက်မွေဖန်မှန်နဲ့ငါပြောနေတယ်နားလည်းအမတော်ဘူးမလိလဲမလိလာဘူးခရိယံဘာသာဘာသာသွင်းတယ် ခရစ်ယာန်ဘာသာရေးဆိုရလဲဘာသာရေးအဖွဲ့အစည်းတွေအများကြီးရှိတယ်။ဘုန်းကြီးတို့တွေနားမအောင်လို့ဘုပြောမှာပဲ။ဟိုဗုဒ္ဓဘာသာလည်းကိုဗုဒ္ဓဘာသာခေါင်းဆောင်သူပြောမှာပဲ။အဲ့တော့ပြောရဲပုံမူတည်ပြီးတော့သူတို့ပြောကြတယ်။ကိုနားမလဲရင်ရိလာရတယ်။ကိုမတိုက်ရင်မီးမြန်းရတယ်။တိုးပြောတောင်ပြောစီးမရှိကမ်းမရှိနော်။ကိုပြောကျင်တာပြောကိုစိတ်ထင်းနဲ့ဟိုပြောဒီပြောနဲ့ အဲ့ဒါတောင်းပြောတာငါပြောတော့လည်းမင်းတို့မကြိုက်ဘူးပြောတော့လည်းလူခွင့်ရေးမရှိတာတို့ပါလဲငါတောက်ဆန်းကျင်တယ်ဟိုသူမြတ်ဘာသာတရားဆန်းကျင်တာတို့မင်းတို့ပြောနေလုံနေမညီမမညီတာသူမြတ်ဘာသာကြီးလိလရတယ်မင်းတို့လိလလို့ရအောင်ငါဒီမှာမင်းတို့ကိုဝက်ဆိုက်တက်တက်ကိုဘလော့ဂါတခုကိုလုတ်ပြီးတော့ငါရှင်းပြထားတာဒီမှာငါရှင်းပြတော့မင်းတို့မကြိုက်ဘူးပိတ်တယ် ဒီကေရနားလေသလားငါမေးတာငါခရိယဘာသာရေးဘယ်လောက်နားလေလဲဆိုတော့မင်းတို့သိရင်တော့စမ်းဖို့ပါစီမရှိကံမရှိ ပြောချင်တာပြောဆိုချင်တာဆိုမြန်မာနိုင်ငံထဲမှာပြောတော့ပေါမောခဂျိုဆရာတော်တဲ့ကိုကသူများကိုကိုလီးစားစီရင်ကိုကသူများအရင်ဆုံးလီးစားရတယ်သူများဒါမှသူများကိုများအဲ ူမြတ်ကိုလေးစားမှာလေကိုကပဲသူမြတ်အလေးစားပဲခံကျင်တယ်သူမြတ်အကြည့်ညူပဲခံကျင်တယ်မရဘူးကိုကသူမြတ်အရင်ဆုံးဦးလေးစားရတယ်ရောသီရတယ်ဒါမှသူမြတ်လေးစားမှာရောသီမှာပေါ့ကိုထင်ရပြောကျင်တာပြောကိုစိတ်ထင်နေပြောကျင်ရပြောကိုစိတ်ထင်နေကိုနားမလဲတာရှိရင်မီးရတယ်တစ်ဖက်သက်ဝိဖန်နာတစ်ဖက်သက်ပြောဆိုတာကိုအမြင်နဲ့သူ့အမြင် မတူညီတာတွေရှိမယ်ဘာသာတရားဆိုတော့မတူညီလို့ပဲဘာသာတရား꿰နေတယ်ဘာကြောင့်꿰ဘာသာတရားဆိုတော့မတူတာလေလိလဟာတယ်စီကံမရှိသူတို့ပါယုံကြည်ခြင်းလျှောက်ဝေဖန်နေတာခြားထားဝေဖန်နေမင်းတို့ကောင်းနေပြောတော့လည်းပဲဆရာတော်တဲ့ဆရာတော်ဆိုတာ ။ကိုကျင့်သိခါနဲ့ရှိရအနေရတယ်။သူမြောက်ဘာသာရေးကိုအရင်မဝေဖန်ရဘူး။နားမလည်ရင်သွားဘူးလေလားမိမြန်စူးစမ်းရတယ်။ကိုကိုကိုသိထင်ကြီးနေကြတဲ့ကောင်းလေး။ငါမင်းတို့အဲ့လိုလုပ်တော့မင်းတို့ငါဟိုပိတ်ကြည့်စို့လူခွင့်ရချိုးဖောက်ပါတယ်ဘာဖြစ်တယ်ညာဖြစ်တယ်မင်းတို့ကိုမင်းတို့ကသိရပြီးတော့တံပိုးရှိတဲ့လူတွေလားငါလူတော့မှစပြီးတော့တော့လူများမလို့သူများလောက်မှငါလောက်တာ မင်းတို့လို့လို့မင်းတို့ပြောနေလို့ငါရှင်းတယ်တဖက်သက်ဝေဖန်တဖက်သက်ပြောဆိုတဖက်သက်ဆွဆွဲတယ်မင်းတို့အဲ့ဒါဘာလဲဆိုတော့ကိုချင်းတရားမရှိတာမင်းတို့သူများဘာသာရေးဆိုတာကိုနားမလည်ရင်မေးရတယ်လိလာတယ်ငါတို့လည်းမတတ်ပါဘူးငါလည်းငငယ်ရဲ့ဘုရားဘာသာပဲငါလည်းမသိဘူးတတ်ဖို့ခရီးရန်ဘာသာဆိုတာဘာလဲမသိနားလည်းမလဲ ငါတို့သိကျင်တဲ့ရှိမီးတယ်တူကြီးလာတယ်ငါတို့ဘယ်သူမှမကိုစကားမပြောကျင်တော့ဘယ်သူမှမမမီးတယ်ကိုသိကျင်တဲ့ရှိရင်တတိယခလီလီလာတယ်ရှာဖွေတယ်လီလာတယ်စူးစမ်းတယ်တလောက်ပြင်ရလုပ်တယ်ငါဘယ်သူမှမဆက်ဆံကျင်ဘယ်သူမှစကားမပြောကျင်ရှင်းရှင်းလေးပဲဒီမှာငါသူချရှင်းပြထားတာတွေအများကြီးရှိတယ်မင်းတို့ထဝီဖန်နေ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 မင်းတို့ဖုန်ကြီးတွေ ဒီမှာငါရှင်းပြထားတယ်မင်းတို့ပုံနေနဲ့မင်းတို့တရားတော်တွေမင်းတို့ရဲ့တရားတွေငါပြီးနားထောင်ပြီးတော့မင်းတို့ကိုငါပြန်ရှင်းတယ်ဒါလည်းငါမင်းတို့ကငါကလူမှုစမ်းကျင်နေလူမှုစမ်းကျင်နေလာလို့ငါပြောကျင်တာစီကမ်းရှိတာမင်းတို့နော်မင်းတို့ဗဇပ်ပေါက်လေစီကမ်းရှိတာမင်းတို့မင်းတို့စီကမ်းရှိတာမင်းတို့နော် ီမရှိကမ်းမရှိဗရန်ဗရာနဲ့မင်းတို့ကောင်းကြီးငါပြောရင်လည်းမင်းတို့ခံနိုင်မှာမဟုတ်ဘူးသူမြတ်ဘာသာရည်လိလာရတဲ့ကိုစိတ်ထင်ကိုအမြင်နဲ့မပြောရဘူးဗရီမရေးပြအစာတွေရေးထားတာအများကြီးရှိတယ်မင်းတို့ကောင်းကြီးငါရှင်းပြထားတာအများကြီးရှိတယ်လေးလည်းမလီလာဘူးရှားလည်းမရှားဖွေဘူး ဘာစပောက်လေးစီကမ်းရှိဘူးဖုန်ကြီးတွေတော့ပြောမင်းတို့မင်းတို့သူများရဲ့အချင်းညိုခံခြင်းသူများရဲ့ရောသေးလေးစားခံခြင်းမင်းတို့သူများအရင်ဆုံးလေးစားလေသူများချင်းညိုလေးစားချင်းညိုလေမင်းတို့ရဲ့ချင်းညိုခံခြင်းမနေနဲ့လူလူချင်းငါတို့မလေးစားဘူးသိလားအေးဒါပေမဲ့တခုရှိတယ်နေရာနဲ့နေရာပဲငါတို့ကအေးသူများကိုတံပိုးထားရင်ကိုယ်စွဲသူများတံပိုးထားတယ် မင်းတို့ကိုဘောဘောသူများတံခိုးထားရင်တော့ငါစော်တော်လာတော့မမီးနဲ့မင်းတို့ကောင်နေငါလည်းငငယ်ကပို့တော့ပါလားငါသူများအကြောင်းကိုမဆက်စဘူးသူများမမီးဘူးသူများနဲ့စကားမပြောဘူးငါသိချင်တဲ့ရှိလိလာတယ်ရှောက်ဝီဖန်ရှောက်ပြောအပြစ်ပါစပ်ပေါက်စည်းကမ်းရှိတာဘုရားပါလားဖုန်ကြီးယဟန်နေမင်းတို့ကောင်နေကိုတိုင်လက်လောက်ကိုင်းမစားဘူးမင်းတို့ကောင်နေကဘာနဲ့တူလဲသိလားခွေးနဲ့ပဲတူတယ် ငါအဲ့လိုပဲနိုင်နေနော်သခင်အားရအောင်ဟောသူများတွေအထင်လွဲအောင်သူများသူများဘာသာတရားကိုပုံချဝေဖန်ပြောဆိုသူများဘာသာတရားကိုပုံချဝေဖန်ပြောဆိုမင်းတို့ကမင်းတို့တော့ဖုန်ကြီးတွေယဟန်တွေပေါ့သိခါရှိတယ်ပေါ့မင်းတို့ကောင်ညံမရှိ ညာမရှိညာမရှိအယုတ်ကိုဖျားလောက်ကိုကိုရဲကောင်းလေနော်ငါတော့ဒီလိုပဲမြင်လားမင်းတို့စီကမ်းရှိတာမင်းတို့နဒီမင်္ဂစာရီနဲ့ရေးထားတဲ့အများကြီးပဲမင်းတို့မှဖတ်တာထဝိဖန်နဲ့ထဝိဖန်နဲ့ထဝိဖန်နဲ့မင်းတို့ကောင်တွေထဝိဖန် မြစ်တန်းနဲ့ငါပြောလို့ရရင်ရအချင်းပြလို့ရရင်ရမရရင်ငါတော့စော်တော့မယ်ဒီကကြမ်းကြမ်းစော်တော့မှာနောက်မှာတော့ငါမရိုင်းနဲ့မပြောနဲ့နော်မင်းတို့ငါမရိုင်းနဲ့မပြောနဲ့ငါမင်းတို့အတန်နေမင်းတို့ဟာဒီနားထောင်ပြီးငါဒေါသထွက်တယ်အရန်ဒေါသထွက်တယ်ဘာဇပ်ပေါ့စီကမ်းရှိတာဒီမှာငါရှင်းပြထားတယ် ကပရဲ့သမိုင်းနာကအတောင်ဆိုပြီးငါသိချာစာနဲ့ရေးပြီးရှင်းပြထားတယ်။ခရိယန်ဘာသာရဲ့မင်းတို့ဗုဒ္ဓဘာသာအတဲ့ဒီဖန်ဆင်းရှင်ဝါဒကမင်းတို့ဗုဒ္ဓဘာသာတွေထဲအရှိအမြိုက်ကြတယ်။ငါတို့မှာအထောက်ထားတွေအသက်တည်တွေရှိတယ်။ငါရှင်းပြတယ်မင်းတို့နားမလဲဘူးရှောက်ပြီးဝေဖန်ဟိုဝေဖန်ဒီဝေဖန်ဟိုပြောဒီပြောဗုဒ္ဓဘာသာတွေစီကံရှိတာမင်းတို့ပဲ။ ဘာလဲဗမာလူမျိုးတဲ့ဥတန်ထုဆိုလာပဲဗုဒ္ဓဘာသာတည်းမြန်မာလူမျိုးတဲ့ဒီမှာရေးထားတဲ့ဥတန်ထုဆိုလာပဲဘာလဲဗုဒ္ဓဘာသာတည်းမြန်မာလူမျိုးအဲ့ဒါမင်းတို့ဝါဒမိုင်းတိုက်ထားတဲ့ကောင်လေဒီမှာငါပြောမယ်ဗုဒ္ဓဘာသာမင်းတို့မွန်နီစီမစစ်တိုက်ယူဘာမှနားမလဲတဲ့ကောင်ဒီပဲမင်းတို့သွားပြောလို့ရမယ်ငါလာပြောရင်မင်းတို့ရှက်ကွဲယုံမရှိမယ်သိလား င်းတို့ဗုဒ္ဓဘာသာတွေငါမိပါလေဒီနေ့ထောင်ဗုဒ္ဓဘာသာမင်းတို့ကောင်းပြီစပောက်စီးကမ်းရှိလို့ငါလောက်ကိုစောက်ကိုစောရမယ်မြစ်တန်နဲ့ပြောတယ်မင်းတို့စာလေးနဲ့ရေးပြရင်မင်းတို့နားမထောင်ဘူးထပ်ဝေဖန်နဲ့ထပ်ပြောတယ်မင်းတို့လောက်နော်မင်းတို့လောက်ထားငါမင်းတို့ကိုမြစ်တန်နဲ့မပြောတော့ဘူးဒီခါကြမ်းကြမ်းစော်တော့မှာနော် ဒီငါကျန်ကျန်ဆော်ကမှမင်းတို့ငါ့ကိုတော့လာပြီးတော့မိုက်ရိုင်းနေမပြောနဲ့ငါလုံမှာတကယ်လုံမှာလူတယောက်ကိုလေအတင်းအနမဘာသာတခုကူပြောင်းဖို့ကပြောလို့မရအောင်ဒါသူ့လို့ရဲ့ညံနဲ့ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်သွားပြီလေဘာသာရေးကိစ္စကြတော့လေအဲ့တော့ကိုကအတက်နိုင်ဆုံးတော့လမ်းကြောင်းပေးရတာပေါ့နော်အတင်းအနမငါဘာသာဝင်ပါလို့ပြောလို့မရအောင်လွတ်လပ်စွာကိုကွယ်ခွင့်ရှိတယ်ဒါပေမဲ့ဆွေးနွေးလို့ရတယ်ပြောပြလို့ရတယ်ခရိယာဆိုရင်သူတို့ခရိယာဘာသာကောင်းတယ်ကိုကပြောမှာပဲ ိုဗုဒ္ဓဘာသာကလည်းကိုဗုဒ္ဓဘာသာကောင်းကြောင်သူပြောမှာပဲအဲ့တော့ပြောတဲ့ပုံမူတည်ပြီးတော့သူတို့စဉ်းစားလက်ခံကြမှာပဲလေအဲ့တော့တာသမီမွေးလာလို့ရှိရင်လည်းပြောကြမှာပဲအမေကလည်းပြောမှာပဲဟိုအဖေကလည်းပြောမှာပဲအဲ့တော့တာသမီကညာရှိတဲ့ပုဂ္ဂိုလ်ဆိုရင်သူကြိုက်တဲ့ဘက်ကိုသူပါပါမှာပဲဒါကတော့လေနောက်တိုင်းစကားပုံတစ်ခုရှိတယ်လေဟိုမြင်းတကောင်ကိုရေစိတ်ကိုဆွဲခေါ်လာလို့ရတယ်တော့ရေတောင်းအောင်လုပ်လို့မရအောင် နော်သူတောက်ချင်မှတောက်မှာသူဘာကြည်တင်ဖြတ်တိုက်လဲသူမျိုးချချင်မှမျိုးချမှာလူတယောက်ကိုဘာသာတရားတစ်ခုပြောင်းလောင်အောင်လုပ်တယ်ဆိုတာသူခံချင်တယ်ပဲဆိုင်တယ်အပြင်ပန်းရှိခိုးယုံနဲ့ဆွန့်လူယုံနဲ့ဘုနာဘာသာလိုပြောလို့မရအောင်နော်အဲ့လိုမျိုးရှင်ဖြူစင်သောအရာကိုခွေးတို့အားမပေးချနဲ့ပလဲယတနာတို့ကိုဝတ်သူရှိမှမချမ်းမထားချနဲ့တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည် ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်ပလဲရတနာတို့ကိုဝတ်တုရှိမှမချက်မထားကြနှင့်တို့ပြုလျင် ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည်ဖြူစင်သောအရာကို ခွေးတို့အားမပေးကြနှင့်ပလဲရတနာတို့ကိုဝတ်တုရှိမှမချက်မထားကြနှင့်တို့ပြုလျင်ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့လျက်ကြိုက်ဖြတ်ကြလိမ့်မည် ဖြူစင်သောအရာကိုခွေးတို့အားမပေးကြနှင့်ပလဲယတနာတို့ကိုဝတ်တို့ရှိမှမချမ်းမထားကြနှင့်တို့ပြုလျင် ထိုအရာတို့ကိုကြော်နေ၍တင်တို့ကိုလှဲ့ရက်ရှူထင်းနေတာကိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းနေလို့တချို့ကထင်တာလေမဟုတ်ဘူးဘုဒ္ဓကလေးလံပေးထားပြီးသားဖြစ်ပါတယ်ဘုဒ္ဓကဒီလို ဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအားထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်ရှုပ်ထင်းနေတာကိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကဘုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဘုရားကနေလိုက်ပေးထားပြီးသားဖြစ်ပါလား လုံသားကဒီလိုဘိုင်နေနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီးလန်းပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေများများလုပ်မယ်တရားတွေအထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုအလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်အခုကဘာကြီးမှာဘာသာတရားတွေ क्वे ပြားနေတာအကြောင်းမှန်ကိုမသိလို့ क्वे ပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေ क्वे ပြားနေတာ ကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လဲဘယ်အရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်အရောက်လာတာလဲချမ်းသာတ္တဝါတွေကဘယ်အရောက်လာ အကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစင်မှန်ကြောင်းတရားသည်တိတ်ပြီးတော့နက်နဲလို့လက်လမ်းမမီတော့မမြင်နိုင်ဘူးမမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင် ထာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားကိုပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ်လောကကြီးမှာကဘာကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆံရအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်သူဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကိုရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှားရွင့်တဲ့အယူဆက်တရပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ်မမှန်မကန် တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဖဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲပေါ့တကယ်ဖန်ဆင်းတာမှမဟုတ်ဖဲ အဲ့ဒါမှာဝိသမဟိတုဒိဋ္ဌိတယ်အဲ့ဒါကိုလက်ခံသူ ရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့အလေးမစင်စားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် costless ဘာကြောင့်မှမရှိဘူးသူကသူဖြစ်တာလို့ပြောကြတယ်အဟိတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ် အဲ့ဒါကိုဝိသမဟိတုဒိဋ္ဌိလို့ခေါ်တယ်။အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိ။သူ့ဟာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာ။ဟောဒီအကြောင်းတရားရှာရင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်။မြတ်စွာဘုရားကအကြောင်းတရားကိုရှာပြတယ်။ဘာနဲ့ရှာပြ?ပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြ။ သစ္စာ၄ပါးနဲ့ရှာပြတယ်။မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအားဖြင့်ဘာကိုခေါ်တော့သစ္စာ၄ပါးခေါ်တယ်။လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တုန်းဒုက္ခလို့နာမည်ပေးလိုက်တာနော်။ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူး။ဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်တီးเสียအကောင်းပြီးခဘာမှမရှိဘူးလို့ပြောတယ် အဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အနက်ကခုတ်စိတ္တမမှန်ကန်သေးတဲ့အတွက်ယွံမုန်းစရာကောင်းတယ်ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြညာဘူးတော်တော်များများကတော့ suffering လို့ပြညာတယ်မှန်ကန်တဲ့အဓိပ္ပာယ်ကိုမရောက်နိုင်ဘူး အဲတချို့ကပြောင်းပြီးတော့ပြုပြန်လို့ဆို unsatisfactoryness ကျေနပ်ဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် suffering လို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဟွာတွေလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုဘုရားဝါရကဒုက္ခကြီးကိုကြည့်နေတဲ့ဝါရကြီးလို့ဆိုပြီး pessimism လို့ထင်မှာကောင်းကြတာအဆိုးမြင်ဝါရကြီးလို့ဒီလိုထင်နေကြကြမဟုတ်ဘူးအဲ့ဒါနော် အဆုံးမြင်ဝါဒကြီးအဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကဒုစိတ်နှဆရာမကောင်းဘူးခထင်တဲ့အတိုင်းတခုမှမရှိဘူးမယောက်ျားလို့ထင်တယ်မရှိဘူးယုံတဲ့နာမည်ရှိနေတယ်မိမလို့ထင်တယ်ယုံတဲ့နာမည်ရှိနေတယ်သူလို့ထင်နေတယ်မရှိဘူးငါလို့ထင်နေတယ်မရှိဘူးတကယ်ရှိနေတာယုံတဲ့နာမည်ရှိတယ်ဟုတ် ဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာ